အလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel လေးကနေ retweet ဆိုပြန်လေးကြိုဆိုလိုက်ပါတယ်ကျမကြီးလူထုတို့မှာရထောင်နေမိခင်ဆိုတဲ့စာအုပ်လေးကိုအပိုင်းနောက်ဆုံးအပိုင်းအနေနဲ့ဇာတ်သိမ်းပေးအနေနဲ့ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ညီကောင်မောင်မများဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာမကိုထောင်ကြပါပြီအပါကျင်းနဲ့ရရင်တော့မင်းတို့အတိနဲ့ရောပေါ့ဝမ်းသာလိုက်တာကွာထောင်ကလေးကြပါကြရပါမည်အကြောင်း သားတခွေမယံတခွေမန္တလေးကရန်ကုန်ကိုလေးလာနေရသည်တရားသူကြီး၃ယောက်အစိုးရရှိနေ၃ယောက်ပြောင်းပြီးနှစ်နှစ်9လနဲ့14ရက်ကြာအောင်လေးဆောင်ရသည်အခုဖြင့်အမှုပြီးပြီဝေးပြီးဖွာပြီးတဲ့ကိုဝန်ဆောင်တို့ပဲပို့ပါသွားပြီဒါတော့ရိုးရိုးမအောင်မင်းနဲ့ရင်းမြေတရားသူကြီးတွေကိုအတင်းချခင်ရတာထောင်ချထောင်ချခြင်းချပါမြန်မြန်ချပါအမှုပြီးရင်တို့ပါပြီလို့ပြောရတာ အစိုးရကဟဲ့ကုတ်တရားလွတ်တို့ချပြီး မန္တလေးကရန်ကုန်ပြောင်းလာတဲ့အထိကြကုတ်ကြခေလှုပ်ထားတဲ့အမှုမို့တရားသူကြီးလေးအများကြီးစဉ်းစားရမှာပဲအမှုအကြောင်းအစီရင်ခံတဲ့မိုင်းဒါကွင်းတွေကမဲမနိုင်ကွစ်တဲ့မှာတဲတွေမရှိတော့ပဲတိတ်ကြီးတွေပဲဆပ်ပြပါပြီလူတွေပဲတက်နေကုန်ပါပြီအမှုကိုဖြစ်အောင်လှုပ်ပေးပါချရမည့်အတူတူဖြင့်ဆက်ထသင်္ကာယနာတဲ့စုမဲ့ရဲ့အမိမြန်မြန်ထောင်ချပေးပါ ကဆုံလာပြည့်မတိုင်မီစီရင်ရှိချပေးပါလို့ဆိုတဲ့အတွက်တရားသူကြီးကျဲဦးမောင်လာလေမနေ့ကတနေ့လုံးကိုယ့်ကိုထောင်ချဖို့ပြင်ဆင်ရဥပဒေရှာရစီရင်ရှိရေးရရှာတယ်လက်ရတူရေးတတ်တဲ့အမျိုးသမီးတရားရဲ့အကူအညီလေးယူရတယ်တခြားမှုတွေကျဲရွေ့ဆိုင်ပြီးကိုတောင်းဆိုချက်ကိုလက်ချို့ဖို့မအားရချဘူးလက်ဖက်ရေးကလေးဘာလေးတိုက်ချင်ပါရဲ့လက်ထိုးတွေဖြစ်မှာစိုးရသေးတယ် နောက်ပြီးတရားသူကြီးကလက်ဖက်ရည်ကျိမ့်မှကျိမ့်ရလားမသိဘူးကို့အမှုစီရင်ချက်ချမင်းနဲ့မို့ကိုတို့ဆွေမျိုးတွေမိတ်ဆွေတွေလေးလာကြတယ်အစိုးရဘက်ကစွန့်ထွက်တွေလေးလာကြတယ်ကိုတို့ဝက်လုံးဥယျာဉ်မောင်ကတော့ရှိမ့်မိတယ်ထောင်ချမှာပဲကိုလားခြားလာနေကိုလားတခုခုပဲတစ်နှစ်တော့တစ်နှစ်တော့လေသူတို့မချနိုင်ပါဘူးလို့လွန်ခဲ့တဲ့တလလောက်ကလေးကပြောတာပါပဲသူကအဲ့အတွက်ကြောင့်လေးများလူကင်းကလေခက်တက်လာပြီမော့ ေဒင်ဆရာလိုဖြစ်နေပြီပေါ့ဟိုက်ကောက်ရရင်တော့ပြန်နိုင်မှာပဲတဲ့တရားသူကြီးကျဲဥမာလာဟာညနေ3:00နာရီလောက်မှာအားနေတဲ့ရှင်းနေတွေဝက်လုံးတွေသူ့ယုံကိုဖိုက်ပြီးအစိုးရရှင်းနေတေကခန်ရှင်းနေကိုယ်ကို တရားဆွေးရတဲ့တရလိုကိုပိုင်တရလိုတိုက်ပိန်ဦးစီခုတော်ဝန်ထောင်းနဲ့ပြိဿများရှိမှသူတည်စီရင်ချက်ကိုတရားသဖြင့်အကြဆုံးရေးထားသည်ကိုကြားနာစီလို၍ဝက်လုံးရှိရှင်းနေရှင်းရများကိုပါ ဖိတ်ကြားနားထောင်စေရတဲ့အကြောင်းစကားပလင်ခံပြီးကိုယ့်ကိုထောင်ကိုလာချတယ်ဆိုတဲ့စီရင်ချက်ကိုဖက်ပြတာပဲကိုနဲ့အနည်းဆုံးထိန်နေတာတော့ဇဝနကိုသိန်းနဲ့အိုးဝေကိုညုံများတော့ပေါ့ဝလုံကိုအေးမောင်ကတော့ရှင်းနာမှာအန်ဒူရီသိခါနဲ့မျက်နှာကလေးတင်းလိုက်ပါပြီကိုကတော့ခက်ပြုံပြုံပဲတမင်ပြုံးတာမဟုတ်ပါဘူးပြုံးကိုပြုံးချင်နေတာပါငေါ့စ်ငေါ့စုလူမသိပဲကိုတရားသူကြီးကစီရင်ရှစ်ကိုဖက်ပြနေတော့ကိုကိုလှမ်းကြည့်တယ် မျက်နာတင်မကောင်းချဘူး။သူကကိစ္စမရှိပါဘူး။ယေရှုတင်ပါလေလို့ကိုကသူ့ကိုပြောလိုက်တယ်။တရားသူကြီးကစနော်လေးဒီထက်မတက်နိုင်တော့ဘူးလို့ပြောလိုက်တော့ပရိသတ်ကရေချတယ်။တရားသူကြီးကျဲဥမ္မာလာလေးတရခွင်ဘုကဒေါက်တာနဲ့တခါတည်းဆင်းသွားပြီးသူ့အခန်းမှာသွားနေတာပဲ။တူရီတူမတွေအမတွေအကိုတွေဆွေမျိုးညာတိတွေမိတ်ဆွေတွေကတော့ထောင်ကြရချင်းဆိုပြီးစိတ်မကောင်းကြဘူးကိုကတော့အမှုပြီလို့ဝန်တော့ဝန်မျိုးကြီးပို့သွားတော့ဝန်းစားလိုက်တာမပြုတ်ပါနဲ့တော့ ထောင်ပေါ်ပြန်ရတဲ့အခါဝိုင်းပြီးမိကြတော့ကိုလာချလိုက်တဲ့အကြောင်းပြောလိုက်တာနဲ့တပြိုင်တည်းတယောက်ကလူလွတ်လူလွတ်နဲ့အိုတော့တာပဲမဟုတ်သေးပါဘူးခုမှထွန်ကြတာခုမှထွန်ကြတဲ့လူသစ်ကိုဝင်လာတာဘယ်နဲ့လူလွတ်အုံနေရတာလဲလို့မေးတော့ဆက်ထသင်္ကန်းနာတင်ဝိတော်ကြီးခွေးချီကျင့်မာတာအောင်မြင်တဲ့အထိတ်မှန်နဲ့အစိုးရကပေးထားတာစွမှတ်ရဲ့6လထောင်ပိုင်ပေးမာက3လကိုလာဆိုတော့ ကဆုံလာဆန်ဆစ်လေးနဲ့အဖိတ်နဲ့နက်ပြန်မှာလွတ်ပြီလို့တွေ့ပြကြတယ်။သူဟာဟုတ်တဲ့ကဲအမှုပြီးပြီးထွန်ကြတာကတော့လွတ်ပါပြီပဲဆိုပါတော့ဘာကြီးမြတ်တာတော့ပုံမှန်၅ပဲကျန်တော့တယ်။စာရေးဆရာဗန်းမိုတင်အောင်တို့လို့အမှုအပြည့်ရတော့ခံပြီးလွတ်ခါနီးမှအမှုအသေးရတော့အခုထက်တင်တာမျိုးတော့လုံးစရာရှိမင်မထင်ပါဘူး။လုံးရင်လည်းဘလို့မှမတတ်နိုင်ဘူးခံယုံပဲရှိတာပဲလို့စာရေးပါတယ်။ ဒီအမှုရဲ့ဖန်ထားတဲ့ပုံမှန်9ရက်အလုံးစုစုပေါင်း3နှစ်3လနဲ့9ရက်ထောင်းထည်နေခဲ့ရပါတယ်16ရက်တလ59ရှင်းနေကာမရန်ကုန်ထောင်ကြီးကလွတ်လာပါတယ်ဥလကိုရန်ကုန်ထောင်ထဲမှာတော့ဟိုခေတ်ကစံပြဘဟုထောင်ကြီးထဲမှာနိုင်ငံရေးအချင်းသမားမို့ဘီကလက်ဆိုတဲ့အထူးတန်းမှာတော့နေခဲ့ရပါရဲ့ဂျမအဖန်ခံရပြီးဆရာကြီး ရှေးဦးတော်အဖမ်းခံရပြီအမခန့်သိမ့်ပြန်ပြီဆိုတဲ့သတင်းတွေကြောင့်ဥလမစိတ်တော့ကအမျိုးမျိုးရွာချပါသေးတယ်အမှုမပြီးခင်တလလအလိုစစ်ရှိရဲ့လေးလာ56နှစ်ထုတ်ဗမာခေတ်သတင်းစာနဲ့ဟန်တာဝတီသတင်းစာမှာလူထုသတင်းစာကအက်ဒီတာချုပ်ဆရာကြီးရွှေဦးတော်နဲ့ကျမကိုဖမ်းတယ်အမခန့်မရဘူးလို့သတင်းပါလာပါတယ်ဒီသတင်းကိုဥလတို့ထောင်ထေးကဖတ်ကြတော့ဥလခမညာမှာစိတ်တော့ကအမျိုးမျိုးရွာရပြန်ပြီပေါ့ တော့ဗိမဲ့အဲ့ဒီသတင်းပါတဲ့နေကဘသူကမှမဖမ်းဖြစ်ပဲနောက်တလလာရှိမှဆရာကြီးရွှေဦးတော်တရားတိကိုပုံမှ124ကကြီးနဲ့ဖမ်းပြီးပုံနဲ့တိတ်ကိုအမခံွေ3000ကျပ်အတောင်းခံခဲ့ရပါတယ်လူကမဖမ်းသေးပဲဖမ်းတယ်လို့သတင်းစာတွေမှာသတင်းပါနေတော့ဆန်းတို့ဆန်းတယ်လို့ရှိမှာပေါ့ကျမတို့ခံရခံရပုံကတော့ဆန်းတာတွေအများကြီးပါ1956ခုနှစ်တကြမ်းမတိုင်မီ3-4ရက်ကလေးကယုံကြည်စိတ်ချလာတဲ့ လူတရားစီက19ရက်6လ56နှစ်မှာကျမပဲကျမနဲ့ဂျမကြီးရွှေဦးတော်ဆရာကြီးရွှေဦးတော်ကိုဖမ်းလိုက်မယ်ဖမ်းဖို့အမိန့်စာတက်ဆိုင်ရာရေးလဲရနေပြီအဲ့ရလိုက်ပြင်ထားကြလို့တည်င်ပေးလာပါတယ်ဒါကြောင့်ဦးလေးသိန်းကိုလေစိတ်မကောင်းပေမဲ့သွားပြီးတည်င်ပေးထားနေကြတယ်ကျမလေအဲ့ရလိုက်ပြင်ထားရတာပေါ့အဲ့ဒီလိုပြင်ရင်းကကျမတို့ကိုဖမ်းဖို့အမိန့်အမိန့်ပေးနိုင်အမိန့်ကိုပြန်ရောက်သိမ်းနိုင်တဲ့လူစီကတည်င်ရှင်းရှင်းရအောင် ပို့ပေးနိုင်မဲ့ပုံကိုတူနဲ့ကျမတွေ့ရတာတွေ့ပြီးကျမကိုပြောပြတာကတော့ကျမကိုဖမ်းမိကြတယ်ဖမ်းရင်ဘာပုံမှန်နဲ့ဖမ်းပါတယ်လေလူထုတည်င်းစာမှာပါတဲ့ကိစ္စတစ်ခုနဲ့အမှုလုပ်ပြီးဖမ်းမိဆိုရင်ကျမနဲ့လူထုတည်င်းစာနဲ့ဆက်ဆက်လို့ရမှာမဟုတ်ဘူးအက်ဒီတာရွှေချုပ်ကရွှေဥတော်တည်င်းစာတာဝန်ခံအက်ဒီတာဦးလာတော့တည်င်းစာမှာကြီးညာပြီးကျမနာမည်တည်င်းစာမှာဘယ်မှာမှမပါဘူးပြီးတော့ဒီတည်င်းစာရဲ့ထုတ်ဝေသူနဲ့ ပုံနှိပ်သူကလေကျမမဟုတ်ဘူး press declaration လို့ခေါ်တဲ့ပုံနှိပ်တိုက်ကိုပိုင်ဆိုင်သူအဖြစ်ဂျုံတော်မှာကြီးညာထားတာကလေဥလာပဲအဲ့ဒီဂျုံတော်မှာစံချင်ကြီးညာချက်တွေမန္တလေးကို ကရင်ဝင်တုန်းကယုံကြည်မိချွတ်ယုံကြည်မိချွတ်ခံရလို့အစိုးရစီမှာလက်မခံရရှိတော့ပဲလက်ခံမရှိတော့ပဲဖြစ်ရှင်ဖြစ်မယ်ကျမတို့စီမှာတော့ကောင်းကောင်းတင်ထားရတာမို့ရှိနေတယ်ဒါဖြင့်နိုင်ငံရေးပေါ်မှာငားနေပြီဖမ်းနေဆိုရင်လေရွေးကောက်ပွဲကနီးလို့ပြီး ကျမနဲ့ဆရာကြီးရွှေဦးတော်ကိုဖမ်းသွားရင်အတိတ်ကံဘက်ကရွေးချမဲ့လူတွေကဒီအစိုးရဟာတည်င်းစာတစောင်းဖို့ဘလို့အထိဖိနှိပ်တလေဆိုတာသိရင်ဟုတ်ဒီကလေး9ယောက်ကိုသာကြည့်ပင်ကြည့်ပါတော့ဆိုပြီးအဖေရော အမေရောထောင်ထိပ်ရနေတဲ့ကျမတို့ကလေးတွေကိုလက်ဆွဲပြီးမေးတောင်းကုန်ကြလိုက်မယ်မလောက်ပါနဲ့လို့ကျမကပြောပြလိုက်တယ်ကျမထင်တဲ့အတိုင်း အလုတ်ဖြစ်သွားတယ်ထင်ပါရဲ့ဖမ်းမိကြတဲ့နေ့ကကျမတို့နေရာကိုမဖမ်းပါဘူးတော့ပဲမဲ့သတင်းစာတွေကတော့အသေးစားသတင်းရပြီပေါ့ဖမ်းတယ်လို့ထည့်လိုက်ကြတာဖြစ်ပါလိမ့်မယ်အဲတလလအနေမှာသတင်းစာကိုအမခန်တင်ခိုင်းပြီးဆရာကြီးရွှေဦးတောင်ကိုဖမ်းပြန်ပါတယ်ဖမ်းတဲ့အပြစ်ကလွန်ခဲ့တဲ့ခဏလလောက်ကသတင်းစာမှာဖော်ပြတဲ့ပြူစောထီတက်ဖွဲ့ကိုဝေဖန်တဲ့ခေါင်းကြီးပိုင်ကိုဖော်ပြလို့ဖြစ်ပါတဲ့အဲ့ဒီတုန်းကဦးလာကရန်ကုန်ထောင်ကြီးတက်ကနေပြီးကျမစီကိုဘလို့စာရင်းလေးဆိုတော့ မမင်းတို့စီစာမရေးပေမဲ့ဘာတရင်များကြားမလဲလို့စိတ်တပူပူနဲ့နားဆွင့်နေခဲ့ပါလေရွေးကပွဲတွေနီးလာပြီရွေးကပွဲတွေပြီးလာရင် ပြူစိုးတိခေါင်းကြီးပိုင်းတွေဟာကိစ္စဟာလာနိုင်မယ်လို့ထင်နေတာအခုဖြင့်မောင်မင်းကြီးသားကြွလာပြီပေါ့လေ 1955ခုနှစ်အော်တိုဘာလ25ရက်နေ့ထုတ်သတင်းစာမှာပါတယ်ပြုစိုးထီအကြောင်းဝေဖန်တဲ့ခေါင်းကြီးပိုင်းကိုခဏလောက်လောက်ကြာမှအခုအရေးယူတယ်ဆိုတော့ချက်ချင်းအရေးမယူတဲ့ဒီမိုကရေစီအခွင့်အရေးတွေကျေးဇူးတင်စရာကြီးပေါ့ကွယ်ခဏလောက်လုံးလုံးသေခံအောင်အေးစိတ်ငန့်ကြရလေမေလ6ရက်နေ့ကအဲ့ဒီခေါင်းကြီးပိုင်းအတွက်ငွေ3000ကျပ်အမခန့်တင်ဖို့ပြည်ထောင်ဝန်ကြီးဌာနကအမိတ်စာလာတွေဆိုတော့မင်းစီကစာတွေရပါတယ်။သတင်းစာတွေမှလည်းဖက်လိုက်ရတယ် ကိုလေတေးပြီးစိတ်မကောက်နိုင်နဲ့မက်စီဘာသာမှမရေဘူးအစိုးရဌာနကကြောညာဆိုတာဆိုလို့လွန်ခဲ့တဲ့၄-၅နှစ်ကလေးကမရခဲ့တဲ့မြန်မာပြည်မှာတစ်စောင်းနဲ့တစ်စောင်းတစ်စောင်းနှစ်စောင်းသာရှိတဲ့သတင်းစာပါနိုင်ငံခြားသားကုမ္ပဏီတွေကကျွမ်းကမရတဲ့တို့ရဲ့လူထုသတင်းစာကဖြင့်နိုင်ငံတော်အစိုးရကိုငွေ3000ကျပ်ဝန်ကြီး2ပါးရဲ့လတလစာရန်ပုံငွေထည့်ဝင်ရပြီပို့လို့စာမရေးမလို့ပါပဲဒေါသတန်မောဟတန်ပါမဆိုလို့မရေးဖြစ်နေခဲ့ရတယ် ခုလောက်ဆိုပေါဏံချပွေပြီးတင်ပြပြီလို့ထင်ပါတယ်ဒီလောက်နေပြီမမေကြီးသားများပြီးပါစေလို့အမေဆုတောင်းခဲ့တယ်ဆုတာတောင်းရတယ်အတန်ပလန်တွေကြားနေရတဲ့တွေဆုတောင်းပြမယ်လို့မထင်ပါဘူးဒီနေ့သတင်းစာတွေမှာတော့ဦးလေသိန်းဆရာကြီးဥွှေဥတော်ကိုအဲ့ဒီပြုစောတိခေါင်းကြီးပိုင်းအတွက်ပုံမှန်200 124ကကြီးနဲ့အရေးယူပြန်ပြီလို့ဖတ်ရပြန်တယ်အာမခံငွေလေးတင်ခိုင်းတယ်ထောင်ထဲမှာမဟုတ်ဘဲအပြင်မှာရှိနေတဲ့အဒီတာချုပ်ကိုလေးထပ်ဖမ်းပြန်နေပို့လေး ်ဥပဒေအနေနဲ့လုံနေတာကတော့အကုန်လုံးကြတာပဲဒီကျေထက်လို့စီရဥပဒေအကြောင်းတွေတော့ဘာမှမကြံနိုင်တော့ဘူး1204 124ကကြီးဆိုတာမင်းဘာသာပြန်တဲ့မော်ရီကိုလေးရဲ့မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုခင်းများအကြောင်းစာအုပ်ထဲမှာဗြိတိချာလူမျိုးအရေးပိုင်မစ္စတာခေါ်လေးကတော်တော်ကလေးပို့ပို့လွန်းလွန်းဖော်ပြခဲ့တဲ့ဥပဒေပဲဒုမိတ်ဆွေတွေအစိုးရတက်ဖြစ်နေတဲ့တို့မြန်မာ အစိုးရကဗြိတိချာတို့စီကရှားလိုက်တဲ့အမွေဆိုးလေးနဲ့ရဲ့ဒဏ်ကိုဖြန့် ဒေါက်တာတွေအများကြီးအများဆုံးနှစ်လကြီးခံနေကြရတာပေါ့လေအာမခံငွေလေးတင်ခိုင်းလူကိုလေးဖမ်းပြီးထောင်ပေါ်တယ်ပေါ့တရားစွဲအာမခံမပေးချုပ်ထားထောင်3-4နှစ်ချဖို့အမှုလုပ်မကြသည့်ထောင်အနည်းဆုံး5-6လတနည်းတော့အမှုစင်နေတဲ့အတော်တွင်ထောင်ထဲမှာနေဖို့တော့တည်ကြတယ်။ဟိုလေးတိမ်ကြီးဒုက္ခတွေဒီလောက်မရောက်စေချင်ဘူးကိုတာတာဝန်ခံအက်ဒီတာဖြစ်တဲ့အတွက်ဒီမှုကိုကော့ဖို့ပြောင်းခိုင်းဖို့ချရင်ရနိုင်မလားမစ္စတာဘာမာလို့ဘာမာတော့မစ္စတာဘော့စ်တော့ ဥမြဆိုင်တို့ဝလုံတို့တွေကိုမေ့ကြည့်ပါရနိုင်ရင်အမှန်ကောင်းမယ်ကိုကတော့မထူးပုံမှန်ငါးသမားပဲအမှုရှိလေတထောင်တည်းပဲရှိမှာပဲမရှိလေထောင်တည်းနေရမှာပဲမင်းမိတ်ဆွေမစ္စတာကောလိပ်ကဂျန်ကုံအရေးပိုင် အဖြစ်နဲ့အမှုထမ်းနေရခဲ့အိန္ဒိယမြို့သားကောင်းဆောင်ကြီးတဦးအဖြစ်တဲ့မစ္စတာဆင်ကူပတာကိုဆင်ကူပတာကိုဖမ်းဆီးရေးယူပြီးရေးယူစစ်ဆေးရတာလေဆရာကြီးရွှေဦးတောင်းကို ခုတ်တက်ထားတဲ့ဒီပုံမှန်တနည်းလေကကြီးနေပဲမဟုတ်လား ဲ့ဒီပုံမှန်အကြောင်းသူရေးထားလိုက်ပုံကကိုမက်မိတလောက်ကတော့ဒီဥပဒေဟာအစိုးရအဖွဲ့တစ်ဖွဲ့ကိုမဆိုထားနဲ့တိမ့်ပင်တဲ့အလံတော့မဟုတ်ရုံးတွင်ချိတ်ဆွေးထားတဲ့ဘယင်ခန့်ရော့ပုံတော်မှာမကြင့်မနှိပ်တဲ့သဘောနဲ့နှခေါင်းရှုံပြမယ်မျက်ဆောင်ထုတ်မယ်ဆိုရင်အစိုးရကိုအကျညောပြစ်စီလေးဆိုပြီးအရေးယူပြီးအပြစ်ပေးနိုင်တယ်ဆိုတယ်မဟုတ်လားအမခန်တော့တော့ကြက်ဆောင်ကိန်းတဲ့ပုံနဲ့တိတ်လက်တလို့ဥပဒေဆိုတာကလေ1930ခုနှစ်ကအဲ့ဒီရပြန်မှာလောက်တာအစိုးရလောက်ပုံ ဟုတ်ကဲ့ပေါ့မမှန်တာဖောက်ပြန်တာတွေကိုရှင်းသားဝေမှန်ရင်တော့ဒီလိုမရေးသားမပုံနိုင်ရေးအောင်အာမခံတောင်းတဲ့ဥပဒေပဲ1930 1931ခုနှစ်ဆိုတာမြန်မာပြည်အိန္ဒိယပြည်နဲ့တက္ကပလုံးမှာမကြုံဘူးတဲ့စီးပွားရေးကကြီးဆိတ်နေတဲ့အချိန်ပဲတော့စီမှာဆရာဆန်သဘုံထားတဲ့နှစ်လမဟုတ်မဟုတ်လားအိန္ဒိယပြည်မှာမဟာဓမ္မဂန္ဒီက OCB အင်အားကောင်းကောင်းနဲ့အစိုးရကိုတိုက်နေတဲ့အချိန်ပေါ့ သတင်းစာချာနယ်မဂ္ဂဇင်းတွေကပြည်သူတွေဘက်ကရေးမယ်အစိုးရပုံလုံးပုံတွေမကောင်းချောင်းရေးမယ်ဆိုရင်အဲ့ဒီပုံနဲ့တိုက်တော့ဥပဒေနဲ့လက်တလို့တွေ့တော့တာပဲနိုင်ငံရေးသမားဆိုတာအဖိနှိတ်ခံရသူတွေဖြစ်တော့ငွေလည်းမပေါ်ဘူးအမခံငွေလည်းမတင်နိုင်ကြဘူးဂျာတော့သူတို့အာဘိုတွေကိုပုံနဲ့တကားမှလည်းဘေးပုံနဲ့တကားမှလည်းမရရချတော့ဘူးအဲ့ဒီလိုချုပ်ချယ်ဖိနှိတ်တဲ့ပုံနေချက်သမားတို့ရဲ့လက်သုံးတော့ ဥပဒေမျိုးကိုနိုင်ငံမှာထွန်းထွန်းကားကားဖြစ်နေတာအံ့ဩစရာဝန်နေစရာကြီးပဲကဲရင်းမယ်ပူပယ်နေလို့အလကားပဲရင်းချရေးမရှိရင်ဒီမိုကရေစီဆိုတာဒီဒီလိုပဲနေမှာပဲဒါကြောင့်ရင်းချရေးဟာပြင်ပြည်သူတွေရဲ့အသက်ပါပဲကဲဒါပဲကလေးတွေစီကစီကိုဒီကနေ့မရေးတော့ဘူးမရေးနိုင်တော့ဘူးမရေးချင်တော့ဘူးကြိတာပြုတ်လိုက်ပါတော့မောင်ကတော့စာမစာမျက်46မှာဦးလာကရေးလိုက်ပါတယ်ဥပဒေရလုံလုံနေတာအကုန်လုံလိုက်တာပဲ ဒီထက်လောက်เสียမှချမ်းတော့ဘူးဥပဒေကိုဒီထက်ပိုဆန့်လို့လည်းမကောင်းတော့ဘူးလို့ဥလာကရှင်းပါတယ်ဒါပေမဲ့သူ့အတွက်ဥပဒေအစ်စ်ဥပဒေတစ်ခုလွှတ်တော်ကနေပြီးပြင်လိုက်တာတော့ရှိပါသေးတယ်သတင်းစာမှာသတင်းရေးတာမှလို့အရေးပေါ်စီမံမှုဥပဒေပုံမှန်၅နဲ့ဥလာကိုဖမ်းဆီးတဲ့အခါဒီမှုကထောင်နေခွန်းနဲ့အထိအပြစ်ပေးနိုင်တယ်ဒါပေမဲ့အမခံပေးနိုင်တဲ့ပုံမှန်ပါဥလာကိုအောက်ကျုံးကအမခံ မပေးပေမဲ့စစ်ရှင်ယုံကအမခံပြလိုက်တဲ့အခါဒီဥပဒေကိုလွှတ်တော်ကနေပြီးထောင်ဒဏ်9နှစ်အထိအပြစ်ပေးနိုင်ရင်အမခံမပေးနိုင်တဲ့ပုံမှန်အဖြစ်ပြောင်းလဲပြင်ဆင်ခဲ့ပါလေ။ဥလာကိစ္စဖြစ်ပြီးဘာမှမကြမီအတွင်းပြင်ဆင်တာပါ။ပြင်ဆင်တာပါပြီးတော့ဆရာကြီးဥရွှေရောင်းကိုမန္တလေးထောင်ထဲမှာဖမ်းပြီးဆရာကြီးကပြစိုးတီခေါင်းပိန်ခေါင်းကြီးပိန်ကိုသူရတာမဟုတ်ဘူးညင်းရင်ဖမ်းရကလွတ်ပေးမယ်။ညင်းပါလို့ဆရာကြီးမိတ်ဆွေမန္တလေးကဆာရေးဆရာကြီးဆရာမြမျိုးလွင်ကိုအပြုတ်ခိုင်းပါသေးတယ်။ ဥလာကထောင်ထင်းမှာဆိုတော့ဆရာကြီးမကြီးရင် ကျမရင်းမယ်လေဒါနဲ့ကျမကိုဖမ်းမယ်တော့ပေမဲ့ဥလာထောင်ထင်းကနေပြီးစိတ်ဆင်ရင်းနေမှာဆိုတော့ကြားသမ ्या တွေကိုကျမက သူ့စီတဲ့မပေါ့ပါဘူးဒါကြောင့်သူကသူ့တိသမ ्या နဲ့ဒီဖက်ပေါ်တော့မလောက်နိုင်တော့ဘူးလို့ရေးတာပါမန္တလေးထောင်ကြီးထင်းမှာအချုပ်ခံရတဲ့ဥလေသိန်းဟာငါးလနီးပါးကြားမှာလွတ်ပါလေဥလေသိန်းလွတ်တော့မှဥလာကစာတစုံထည့်ရေးပါလေမာဥလေသိန်း ဆရာကြီးရွှေဦးတော်ရဲ့အမှုကိုဆွေးချက်မတင်ပေအော်တိုဘန်လတရက်နေ့ကလွတ်လိုက်တယ်ဆိုတဲ့အကြောင်းကျင်းနံ့ရလို့အပါတဝင်းစားလာထောင်းဝင်းစားလာတွေ့ပြီးပြောသွားတယ်ဝမ်းသာလိုက်တာဝမ်းလာတယ်ရှစ်ပောင်လောက်ဒေါ်လာတယ်လို့ဒီစာတင်းမှာစာတင်းမှာပန်လာတဲ့အတွက်လေသဘောကျနေပါလေရန်ကုန်ထောင်းကမိတ်ဆွေတွေကတော့ဦးလေးသိန်းအဖန့်ခံရတယ်ဆိုကြတဲ့ကရန်ကုန်ထောင်းပြောရအောင်လုပ်ပါလို့တွတ်တဲ့ပြောနေကြတာပဲတွေ့ရှင်ကြလို့တဲ့ခေါ်ကိစ္စတုန်းကအစိုးရကဟိတ်ကုတ်တရားလို့တော့မှချတယ် ဒီတခါဒုက္ခဥလေးသိမ့်ကိုရန်ကုန်ရုံးမှာစစ်ဖို့ချပါလို့လေဝင်းကြံပေးကြတယ်တို့ကတော့ခက်တော်တော်တမားတွေပဲသူတို့ကတော့အဲ့ဒီလိုဆိုတော့ငါးလနိဗ္ဗာန်လောက်ပဲနေရလို့တွတ်သေးတာပေါ့အခါလေလောက်တော့နေရနိုင်မယ်အာယုံမှကတော့ချမှာပဲအဲ့ကောရောက်မှလို့တော့မှာပဲလို့သူတို့လူစုကတွေ့ထားကြတယ်လေဥလေးသိမ့်ကတော့အင်မတန်ကံကောင်းတယ်ကံအစွတ်အညံ့တွေကုန်ပါပြီထင်ပါရဲ့ မင်းတို့လေကြည်ရေးကြပါပြည်သူတွေရဲ့အကျိုးအတွက်ဝေဖန်ရေးသားတာဟာဘသူကိုအမှပြည့်စည်စေလို့လို့မနာလို့မုန်းထားလို့မဟုတ်တဲ့အကြောင်းပို့လွှင့်ပါစေရန်မထောင်းအမှရန်အောင်လေရန်ထောင်းရန်ရန်ထောင်းမိတတ်တယ်ရန်မလို့မှရန်ပြောတယ်ရန်လို့ရင်ရန်ပိုတက်လာတယ်ဆိုတော့ပညာရှိစကားတွေကိုဒီချိန်မှာကြက်ကြက်နှလုံးသွင်းပြီးတော့တွင်းရမယ်ကြင့်ရမယ်ဒီအခါတခုခုထပ်ဖြစ်ရင်မင်းအလေဖြစ်လိုက်မယ်ထောင်းထဲမှာကိုရှိစေဆိုပြီးတိတ်လုံမနေနဲ့ လူပြင်းနဲ့နတ်ပြင်းမှသာအတူတူနေရတာငရဲပြင်းမှာအတူတူနေရတာမဟုတ်ဘူးဒါကြောင့်ထောင်ထိပ်လိုက်လာဖို့စိတ်မကူးပါနဲ့ဦးလေးသိန်းတို့ဒိုဒိုတို့ကိုနှုတ်ဆက်လိုက်ကြအောင်ပြောပြပါမေတ္တာပို့တာပါလေမောင်နာလို့စာမျက်49မှာရေးပါတယ်ဦးလကကျမအဖမ်းခံရမှာစိုးစိုးချာတယ်ကျမပါထောင်ထိပ်ရောက်နေရင်သတင်းစာနဲ့ဂျာနယ်ဆက်ထွက်ဖို့မဖြစ်နိုင်တော့ပါဖြစ်နိုင်ပါတော့မလားတိုက်အလုံသမားတွေရဲ့စာဝတ်နေရည်တွေဘလို့ဖြစ်ကုန်ပါလေအဖေရောအမေရောမရှိပဲဥမမေစာမျက်ကလေး9ယောက်ကို နေလို့ဖြစ်မှာတော့မလားလို့ပူရှာတယ်1956ခုနှစ်ကကျမတို့အသားအကြီးဆုံးက15နှစ်ဒုတိယသမီးက73နှစ်တတိယသားလေးက17နှစ်စတုတ္ထသမီးလေးက9နှစ်အငယ်ဆုံးက6နှစ်သားပေါ့အဲ့ဒီတုန်းကအနာပိုင်တွေကကျမကိုဖမ်းတော့မလို့ဖမ်းလို့တော့မဖြစ်နိုင်ဘူးအတိတ်ခံတွေအတွက်အကွက်ရှားသွားလိုက်မယ်ဆိုတာတကယ်များသဘောပေါက်သွားသလားမသိဘူးနောက်ဆက်တွေ့လာတဲ့ကိစ္စကိုဦးလာရေးစာမတ်50တက်မှဒီလိုရေးပြန်ပါလေမာ လူထုတနည်းစာပြုစိုးတိကောင်းကြီးပိုင်နဲ့ပတ်သက်ပြီးတင်ထားရတဲ့အမခံငွေ3000 3000ကျပ်ဟာကုလေးသိန်းဆရာကြီးချွေးဦးတော်ကိုပင် အမှုလုပ်လို့မဖြစ်ပဲလွှတ်လိုက်ပြီးဖြစ်တဲ့အတွက်ပြန်လေရရှိတော့မှာပဲဒီကိစ္စတွေအလုံးငြင်းပြပါပြီလို့ထင်နေတာစွန်လာထုတ်လူထုဂျာနယ်မျက်နှာဖုံးအယုတ်ကအစိုးရကိုအကျဉ်းချုပ်ပြစ်စီတယ်ဆိုပြီးပြန်ရတော့ပြီထင်နေတဲ့အဲ့ဒီငွေ3000ကျပ်ကိုအစိုးရကသိမ်းလိုက်ပြီဆိုတဲ့အကြောင်းလုံးခဲ့တဲ့၄-၅၀ရက်ကလေးကသတင်းစာများအရာသိရပါပြီ။ အခုတပံလူတို့တည်င်းစာနေနေဂျာနေဆက်လက်ထုတ်ဝေနေရင်ဆက်လီနေရင်အတွေ့ပုံနဲ့တဲ့လက်တလို့ဥပဒေအရအမခံငွေ၄000ကျပ်တင်သွင်းလိုက်ရပြန်ပြီဆိုတဲ့အကြောင်းတည်င်းစာများမှာဖက်ရပြန်ပါလေကဲဘယ်နဲ့တတ်နိုင်မလဲကိုတင်ယုံရှိတာပေါ့မတန်နိုင်လို့မတင်နိုင်လောက်အောင်ဖြစ်တော့ပတ်ယုံရှိတာပေါ့ခုခေတ်မြန်မာပြည်လောကမှာနမီကျိုပဲဆိုတဲ့တပည့်ကျော်ဥပညာဟွန်ငွေကိန်ဒိုးဥဆုံမှာ ဥပလုံဥုံကလွင်ဥပကြီးဥခင်မောင်စတဲ့မကြီးစရာကြီးတွေရဲ့ပထမတန်းစီစေးကာလွန်ကြီးတွေတော်မှဝေသူတွေက3000ပေးတယ်လို့မကြားဘူးပါဘူးဒိုမိတ်ဆွေအကြီးကိုပရင်ကလေးပဲလက်ရာကိုတော့နိုင်ငံတော်အစိုးရကတန်ဖိုး3000ကျပ်ဈေးပြတ်လိုက်ပြီအစိုးရဟာအကောင်ဆုံးရာပြတ်မို့ဖြတ်တဲ့ဈေးကလေးပေးလိုက်ရတာပဲစစ်လို့မရဘူးတည်တာပါပဲဒီလောက်အဖို့တန်တဲ့ပကြီးကားတွေကိုတော့ ရှင်းမပြပါနဲ့တော့မတက်နိုင်တော့ပါအစိုးရစီတရိုက်သွင်းချင်သွင်းပါလို့ကိုမရင်လေးကိုပြုတ်ပြပါဒီစင်းနေတော့ဘလို့နင်းနေမှဝင်မဝင်နိုင်ဘူးဘလဖိုးကလည်းရှိသေးတယ်ကိုတရားလုံးထောင်ထည့်ရနေရတဲ့အတွက်မင်းတို့ကိုဥပဒေအတွင်းဒီမိုကရေစီစိဝင်အတွက်ဖြစ်ပင်မယ်ပါမလုံးနဲ့ဘာမင်းနေလို့မပြောလို့ပါဘူးဒီလိုပြောပြန်တော့လေရေးတင်တာကိုမရေးမရေးတင်တာကိုရေးတယ်ဆိုတဲ့သတင်းစာဆရာများရဲ့စာသုံးလုံးဥပဒေနဲ့မလွတ်ပေဘူးသတင်းစာရဲ့ဝတ်တရားဖြစ်တယ်ဒါပေမဲ့ အခါကာလကမကောင်းဘူးကိုယ့်ဝတရားလေးမပြတ်အောင်အစိုးရကအပြစ်လေးမချနိုင်အောင်ကြည့်လောက်ပါမယ်ဘလို့ရွရင်အပြစ်ချခြင်းလေလူကရှားမှာပဲလို့တွင်တွမိရင်လေကိုကတရားမပြတ်နဲ့ပြည်သူတွေအကျိုးအတွက်ရေးသားဖော်ပြတယ်ဝေဖန်တာရေးသားတယ်ဆိုတာပုံလင်းစေရမယ်ဘသူကမှဝန်တို့မုံထားတဲ့စေတနာနဲ့ရေးသားတာမဟုတ်ဘူးဆိုတာထင်ရှားစေရမယ်ညဉ့်ချမ်းတာယာတဲ့ကာလကြီးမြန်မြန်ရောက်ပါစေမောင်နှားလို့ပြန်ရေးပါတယ်ဥလာဟာ ဆက်လက်ရဲ့တလ90ခွန်နှစ်မှာအနှောင်းအချုပ်ကပြန်လွတ်လာပါလေ။ဦးလာကိုထောင်ပြောင်းခိုသွားတော့ကျမကထောင်ဝင်စာရန်ကုန်ကိုလက်မတွေ့နိုင်ပါဘူး။ကျမမှာကလေး9ရွာနဲ့တည်င်းစာကရင်းမပြည့်ထွက်နေအောင်လုပ်နေရသေးတယ်။အဲ့ဒီတုန်းကအခုသားအငယ်ဆုံးကောင်ငင်းချမ်းညီဘူးလေးကနှုတ်ဆော့ရှိသေးတာဟာလား။စကားဆက်မိလို့ပြောရအောင်မယ်။ ဥလ3နှစ်ကျော်ရန်ကုန်ထောင်ထဲမှာအချုံအောင်ခံရပြီးထောင်ကလွတ်လာတော့ဂျမကကလေးတွေခေါ်ပြီးလေရင်ခွင့်သွားကြတယ်။ဥလကသူ့ဖမ်းသွားတော့ကနှစ်နှစ်သားသရှိသေးတဲ့အငေးဆုံးကောင်9နှစ်6နှစ်သားကိုကရှိတော့ဒီကောင်က သူ့အဖေကိုမမှတ်မိလို့အော်တိုအန်ဒန်နဲ့ကြည့်နေတယ်။ဒါကြောင့်ဂျမကဒီကောင်1990ပြည့်နှစ်ကထောင်စင်နဲ့အချခံရတော့သူ့ကိုပြောင်းချုပ်ထားတဲ့တရက်ထောင်ကိုသူရောက်တော့သူ့ကလေး3ယောက်စလုံး ခုခုသွားပြီး3လတခါ2လတခါသွားတွေ့ခဲ့တယ်။သွားရတာကမိန်350လောက်ကားခီးသူတမီနေရာစလုံးကကာတာတက်တဲ့ကာတာတက်တော့အွန်လိုင်းမှာတ냐အိပ်ပြီးမှအမှုပြကြတယ်။ကရိကထအများလိုက်ပေါ်များမပြောပါနဲ့တော့ဒါပေမဲ့အဖေထွက်လာရင်အဖေကလည်းမမတ်မိခလေးတွေလည်းမမတ်မိနဲ့သူတို့အဖေဖြစ်တော့ကဖြစ်တာမျိုးဖြစ်မှာဆိုလို့အားလုံးခေါ်သွားတာပဲအွန်လိုင်းက ပထစားအမတ်ဟောင်းဦးတန်းမြင့်တို့တိုက်မှာတညအိပ်ပြီးနနစ်လင်းတရက်ကိုမော်တော်နဲ့ကုတော်မှခလေးနှစ်ယောက်ကအမှုပြေကြတယ်ခလေးတွေကသူတို့အဖေကိုမမတ်မိဘူးဆိုတဲ့ယဉ်ထုမနာအဖြစ်မျိုးကြုံရမှာဆိုလို့ဒုက္ခခံအပြီးကိုကိုသွားတာလေပထမအချိန်တော့အိုလာအဖို့မကြလိုက်ပါဘူးတော်ပါသေးတယ်လူကနေမကောင်းပြင်းနဲ့ခေါ်သွားတာမို့တနေ့မှာဦးလာသူတိုက်နေမကောင်းဘူးလူကလည်းမူးနောက်နောက်နဲ့နေနေလို့ပြောလို့သမီးဆရာဝန်ကအခုလှုပ်ပြီးနေ့ဖေစမ်းသက်ကြည့် ကြည်စမ်းနေမကောင်းဘူးပြောလို့ပြောတော့သမီးကအဆုံစမ်းအဆုံစမ်းတတ်ပါတယ်ပြီးတော့အဖေစီချိုထနေနေလို့ဖြစ်တာတဲ့အဖေကို insulin ထိုးမှဖြစ်တော့မေးလို့ပြောပါတယ်ဟုတ်လားမစီချိုယောဂရှိပါတယ်ဒါပေမဲ့အစားကိုဂရုစိုက်ပြီးဆင်းမမှန်တော့တာနေပဲသူ့သမီးကစီချိုကိုထိန်းထားပေးပါတယ် insulin နေ့တိုင်းထိုးပေးရအောင်စိုးမလာပါဘူးအဲ့ဒီနေ့ကသူ့သမီးက တလလအင်ဆူလင်နေ့တိုင်းထိုးပေးရအောင်လို့ပြောတော့အင်ဆူလင်ထိုးရမယ်ဆိုတာကစီးချိုတမအဖို့နောက်ဆုံးအဆင့်နေ့တိုင်းတစ်နေ့တစ်ကြိမ်ထိုးရမှာကျမကဆင်းဆင်းရေးလိုက်တာအဲ့ဒီလိုသမီးကပြောပြီးပြန်သွားလို့မှမကြသေးဘူးအရှိမအစ်ဒီရောက်လေလို့ထွက်တွေ့တော့သူရဲ့ကျမရဲ့သားဘုန်းညိုရဲ့လက်ခေပါအောင်ဆိုပြီးလာဖမ်းပြန်လို့သားမိသားဖ၃ယောက်စလုံးလိုက်သွားကြရတာပါအဲ့ဒီနေ့က1980 ရှိခုနှစ်စက်တင်ဘာ20နှစ်နေပါအိမ်မှာမျက်စိတငယ်နားတငယ်နဲ့ကြံရရှာတဲ့တမီးပြောမတ်တယ်ဝင်းလေးအတွေ့အမြင့်တတိယပြီးဆက်ဆင်းရမိပါတယ်။နောက်ပေမဲ့ဘသူကြံကြံမကြံကြံသူတို့လာခွင့်ရင်လက်ရတာပဲမဟုတ်လားခိုးသွားပြီးဂျမတို့ကိုမန္တလေးအချင်းထောင်ထိထိလိုက်တာပါ။သူတို့သားဖကတွေးပဲ့ထောင်မှာတဲ့ဂျမကအမျိုးသမီးတွေးပဲ့ထောင်မှာပါ။ကိုဖန်းခံနေရတာထက်ဥလားအတွက်ဂျမမှာဘူးလဲရတာသူနေမကောင်းလို့စင်းနေတိုင်းထိုးရမယ့်အစီအစေကိုတိနေတော့ကော့အတွက်ထက်သူ့အတွက်ပို့ပူတာပေါ့။ ကျွန်မမှာဥလားနေ့တိုင်းအင်ဆူလင်ထိုးရမယ်လို့တမိပြောပြတဲ့အတန်ချေကျန်နေပြီသူတို့ကဥလားကိုအင်ဆူလင်လေးနေ့တိုင်းထိုးပေးမှာမဟုတ်ဘူးဆိုပြီးစိတ်ဆင်းရင်းနေတာနေ့တိုင်းပါပဲဥလားက28နဲ့အိမ်ပြန်ရောက်သွားပါတယ်တကခဏလကြုံနဲ့အိမ်ပြန်ရောက်သွားပါတယ်ကျွန်မဒီလိုကြံခဲ့တာကိုဥလားကဒေါ်အမာကကျွန်တော်သွားရဆိုပြီးနေရာတကာလိုက်ချင်တက်တယ်ဟိုထေးသွားတာကိုတော့မှမဖြစ်မနေလိုက်လာခဲ့သေးတယ်ခုကျွန်တော်ပြန်ထွက်လာတော့သူမလိုက်နိုင်ခဲ့ပြန်ဘူးတော့ မိတ်ဆွေတွေနဲ့တွေ့ရင်ဟာသစကားလေးနဲ့ပြောတဲ့တည်းစမကတော့ဟိုထေးကဟိုထေးဂျမချန်ရေးခေတုံးက၄၅၆လလောက်တော့ဝါဝါဒာမကလေးတယောက်ကမနေ့ကရေအရေအားလို့ဂျမမျိုးတိထွက်တော့ဦးလေးလာကိုတွေ့ခဲ့တယ်လို့ဂျမကိုတော်တော်လေးလာပြောပါတယ်ကျမကဝန်တာအာရဟုတ်လားဘယ်မှာတွေ့ခဲ့တာလဲမင်းကိုသိလားဘာပြောလိုက်တလေလို့မေတော့ဦးလေးတို့တိတ်ရှိကကျမညနေ3နာရီလောက်ဖြတ်သွားခဲ့တာပါတဲ့ တိုက်တကကြီးပိတ်ထားတယ်အဲ့ဒီအထေဦးလေးလမ်းချရင်ပဋိစိတ်နေတာကိုမြင်ခဲ့တာပါတဲ့နေခန့်ကြီးတိုက်တကကြီးပိတ်ပြီးလမ်းချပဋိစိတ်နေတဲ့ဆိုပြီးကျမမှာမျက်ရည်ဝေခရတယ်ဒီချိန်ဒီနေရာမျိုးမှာပဋိစိတ်လေးရှိလာမှမဟုတ်ပေကလားဧကနာသူကျမမလွတ်သေးလို့သာပေါ်ဆိုပြီးစိတ်မကွန်ရတာပါဒါဟာသူ့ဖို့နောက်ဆုံးအချိန်ပါပဲဒါပေမဲ့ဥလာခဥလာကတာမရဘောအလွန်တန်ရွေးစဉ်ကြီးချသူမို့တာရုံမရရတော်တော်နဲ့မပြန်လာကြတော့သူကိုယ်တိုင်နေခဲ့ရတဲ့ပေါ်ပြီးစိတ်ဆင်းရေးရှာနေမယ် သူမိမဒီလိုခံစားရမှာကိုသူတသက်လုံးပူပန်ခဲ့ပေမဲ့တခါမှကိုတွေ့မကြုံခဲ့ရဘူးဒီတခါမှကိုတွေ့ကြုံချတာကလားကျမစီကိုတပတ်တစ်ချိန်ထောင်ဝင်စားစားစရာတွေအိမ်ကပို့ပေးနေပါတယ်လူချင်းတို့ဘသူနဲ့မှမတွေ့ရဘူးဘသူကပို့တယ်တော့မသိဘူးဘာတဲ့င်းမှကျမကိုအတိမပေးပါဘူးကျမအဖမ်းခံရတာတစ်နှစ်တစ်လနဲ့တစ်ရက်ရှိတော့ 23ရက်စီလာ89ခုကခုနေကကျမကိုထောင်ထိပ်လာခေါ်ပါတယ်ကျမလိုက်သွားတော့အပြင်မှာဥလာရေတမင်းအကြီးမွေးတဲ့မြေဦးမလေးဟိုချီထားပြီးရက်နေကြတာတွေ့လို့အိုးသူတို့ထောင်ဝင်စာတွေ့ခွင့်ရလို့လာကြတာထင်မှရေလို့အောင်းမိပြီးသူတို့ခေါ်တဲ့ထောင်ရုံးခန်းတွေလိုက်သွားရတယ်ပြီးတော့မှဒါလွတ်တာတည်းလေအဲ့ဒီတော့မှကျမအိမ်ပြန်ရောက်တယ်အရောက်တော့မှတရားတင်ထားခဲ့ရတဲ့တမင်းလေးနဲ့ကျမညီမဒုတင်တင်ကလာပြီးနေပေးချတဲ့ထောင်ထဲမှာနေရတော့ကတော့ အဲ့ဒီတရားမျိုးဘာမှမကြားဘူးသူတို့မရှိပဲကျမတရားတွေနေခေးရတာကတော့အချင်းချင်းအခါခါမို့ကျမမှာအချင်းသာရသလားရှိနေရနေပြီလို့ပြောရင်ရနိုင်မလားမပြောတတ်ပါဘူးဒါပေမဲ့ကျမမရှိပဲသူအိမ်မှာရှိနေရနေရတဲ့ဆင်းရဲကိုတော့သူက1980 1990ကိုမှမှခံရဘူးလားကလားဒါကြောင့်အထင်ပါရဲ့သူမဆုံးခင်3လလို့မှသူနဲ့ကျမအေးရှိစေခဏတစ်ချုပ်နားရချိန်မှာသူကဘာပြောသလဲဆိုတော့တည်ရင်တည်ရင်တည်ချင်းတည်ရင်ငါမဲအရင်တည်ချင်းနေမဲ့ မဲ့အရင်သိခြင်းလေတဲ့ကျွန်မကအရင်သိရတဲ့သူကကံကောင်းတာပေါ့လို့ပြန်ပြောတော့ငါကသူကငါမဲမရှိရင်မနေတတ်ဘူးတဲ့သူတို့ကတကယ်တော့ကျွန်မကိုဖန်ရှင်လို့ဖန်တာနေမှာပါတဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးတတ္တရတာဖြစ်သူမောင်ချစ်ခင်ကိုကိုဖိုးတန်ချောင်းကကလွန်အမိဖိုးတန်လူထုနဲ့ကျွန်မမရင်နိုင်ခဲ့တဲ့ကိစ္စတရားလို့ခေါင်းစဉ်တက်ပြီးဆောင်းမတပုတ်ရေးခဲ့ပါတယ်။တန်းငယ်ကတော့ဒါပထမအချိန်ပေါ့နော်၁၇နှစ်ကြာမှ1990မှာ ဒုတိယအကြိမ်အဖန်ခံရပြီးစင်နှစ်ချလိုက်တယ်လေအဲ့ဒီတော့သူ့အဖေကမရှိတော့ဘူးရှိရင်စိတ်ဆင်းရေးရှာမှာအင်းစိန်မှာတနှစ်ထားပြီးတော့တရက်ထောင်ကိုချွတ်ပါတယ်အဲ့စိန်တုန်းကတော့ထောင်ဝင်စားကိုသူ့မိမဝင်းဝဲမိသွားတွေ့တယ်ကျမမလိုက်ပါဘူးဘာလို့လဲဆိုတော့အင်းစိန်တော်မှာအချင်းသားတွေကိုပေးတဲ့ထောင်ဝင်စားတွေ့ရမှာတွေ့တဲ့ပုံစံကဆိုးရွားလွမ်းလို့ပါတန်စကားအမြင့်ကြီးနှစ်ချက်ကာထားတယ်တစ်ချက်နဲ့တစ်ချက်ကသုံးပေလောက်ချားထားတယ်တန်စကားတစ်ချက်တော့ကအချင်းသားတွေမျက်နှာချင်းစိန် အချမ်းတော့ကတွေ့ရှင်တဲ့လူအားလုံးတန်းစီနေကြရတယ်တွေ့တော့ဆိုတော့တပြိုင်နက်မျက်နှချင်းစင်ဆောင်စကားပြောကြတာအတန်တွေကဝိုးနဲ့စကားလုံးခွင့်အောင်ကြားကြရင်လားမသိပါဘူးအဲ့ဒါ7မိနစ်လောက်ဝိုးဖြစ်ပြီးပြန်ကြအောင်ဆိုတော့ပြန်ကြရတာပါအဲ့ဒါကိုအင်းစင်တော်တစ်ခါသွားတော့ကမြင်ခဲ့ဘူးတယ်ရိုးရိုးကျင်းသားတွေလိုတွေကတွေကဒီလိုအတွေ့ခံစီသလားနိုင်ငံရေးအချင်းသားတွေလည်း ဒီပုံစံပြလာမသိဘူးတော့ပဲမဲ့ဒီပုံစံမျိုးဆိုရင်ငါသားမတွေ့ရန်လေးနေပါစေဟာမတွေ့ဘူးဆိုပြီးတနေ့လုံးနေလိုက်တာပါနောက်သူ့ကိုတရက်ထောင်ပြောင်းသွားပြကြတော့တရက်ထောင်တရက်တော့အင်းစိန်ကပုံစံမျိုးဟုတ်မေမထင်ဘူးဆိုပြီးမြေတွေကတရက်ထောင်ကိုတွားတွေ့တာပါထန်တဲ့အတိုင်းပါပဲတရက်ထောင်ကတော့လူကြီးအများကြီးနဲ့တပြိုင်တည်းမတွေ့ခရပါဘူးသူနဲ့အကုန်နဲ့ထောင်လိုက်ရင်တွေ့ခရတာပါကျမမန္တလေးထောင်မှာပဲအချုပ်ခံရတော့ထောင်ဝင်စားပစ္စည်းတွေမှန်မှန်ရပါရဲ့နဲ့ လူရှင်တွေ့ခွင့်တော့တခါမှမရခဲ့ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာစောင်းလေးကတော့ဒီနေရာလေးမှာအဆုံးသတ်သွားပါတယ်အဆုံးထိလိုက်ပါကြည်ပေးကနားဆောင်ပေးခဲ့ကြတယ်ကျွန်တော်ညီကောင်တို့မှအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီကတော့စောင်းဟာမဆုံးလာသေးပါဘူးအခု PDF ဖိုင်ကဒီနားမှာလေးဆုံးသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ထောင်နဲ့မိခင် စက်တင်ဘာကိုနေညလေးမှာပဲဆုံးသက်လိုက်ပါရစေခင်ဗျာအားလုံးဖေကင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ